ဦးကြီးတို့ရဲ့ပြောင်းခွင့်မှာပေါမရှိမှစိတ်ပူနေပြီလားမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာတော့ဝိစာရကထုတ်လုပ်ထားတဲ့ပြောင်းရွေးချက်ပေါင်းသက်စီတစ်တော့ပဲဖြစ်ပါတယ်တော့မှာဆိုရင်မီဆိုစတုံး85 gram per liter နဲ့နီကိုဆာဖူရွန်30 gram per liter အစွမ်းထက်ပစ္စည်း2မျိုးရောစပ်ပါဝင်ပါတယ်။တစ်ဆက်သေးမှာပဲမီဆိုစတုံးနဲ့နီကိုဆာဖူရွန်ရဲ့လှုပ်ဆောင်ချက်လေးကိုလည်းရှင်းပြပေးခြင်းပါတယ်။ မီဆိုစတုံးကတော့ပေါင်းမိတ်နေရဲ့အယောင်ချေပစ္စည်းဖြစ်ပေါ်မှုကိုရပ်တန့်ပေးပြီးတော့ပေါင်းမိတ်အရွက်များအယောင်ပြတ်ပြီးတည်စီနိုင်တဲ့အစွမ်းရှိပါတယ်။နီကိုဆာဖီရိုအနေနဲ့ကလည်းပြောင်းကင်းထဲမှာပေါင်းရောက်တတ်တဲ့တနစ်ခန့်ပေါင်းပြအမျိုးမျိုးပါဝင်မျက်ဥစုများအားလုံးကိုတိမြန်စွာနှိမ်နင်းနိုင်တဲ့အစွမ်းရှိပါတယ်။စေပြန်ပေးရမယ့်အချိန်ကတော့ပြောင်းဆိုင်ပြူပြီးချိန်15ရက်ကနေ20ရက်သားအတွင်းဒါမှမဟုတ်ပြောင်းမိတ်အရွက် 3ရွက်ကနေ9ရွက်ထွက်ချိန်မှာပတ်ဖြန်းလို့ရတယ်လို့နောက်တနည်းအနေဖြင့်ပေါင်းပင်အရွက်2ရွက်ကနေ4ရွက်ထွက်ချိန်မှာပတ်ဖြန်းပေးရမှာပဲဖြစ်ပါစေပြန်းချိန်မှာလဲစိုက်ခင်းတွင်မြေဆိုတော့ကောင်းစွာရှိနေဖို့လိုအပ်ပါတယ်။စေလုံးသားအနေနဲ့ကတော့ရေ20လီတာဝင်စေပြန်းမုံတစ်ပုံးကိုစေးရေ80မှာ120 cc နော်ထည့်သွင်းပြီးရင်လိုအပ်ပါတယ်။သူ့ရဲ့အစွမ်းတတိကရောဘာတွေလဲ။ အစွမ်းထက်ပစ္စည်းနှမျိုးရောဆက်ပါဝင်ပြီးတော့ပေလုံးမြတ်အာဏိတင်ရှိတဲ့အတွက်ကြောင့်မလို့ပြောင်းကင်းထဲမှာပေါက်ရောက်တတ်တယ်တနစ်ခံပေါင်းမြတ်အမျိုးမျိုးရွက်ပြန့်ပေါင်းတဲ့မျက်မှုန်ရင်းအုပ်စုဝင်ပေါင်းအားလုံးကိုနှိမ်နင်းနိုင်တဲ့အစွမ်းတက်တီရှိပါတယ်ဗီဒီယိုရမ်းရှိတော့မှဆိုးတဲ့အတွက်ကြောင့်မလို့ပေါင်းနာမည်အသေးစိတ်ကိုတော့ဗီဒီယိုရဲ့နောက်ဆုံးမှာဖော်ပြပေးတော့မှာဖြစ်ပါတယ်တခြားသောသိကျင်တဲ့အကြောင်းအရာတွေရှိရင်ကွန်မန့်မှန်းခဲ့ပေးလို့လည်းရပါတယ် နောက်ထပ်နောက်ထပ်လည်းဝိစာရာက ထုတ်လုပ်ထားတဲ့ site view ရဲ့ပစ္စည်းများကိုမိတ်ဆက်ပေးသွားမှာဖြစ်လို့ like and follow လုပ်ခဲ့ပြီးမှလည်းမမေ့ပါနဲ့။တောင်သူကြီးများအားလုံးစီးပွားလက်လာပါတွေတိုးတက်ကြပါစေခင်ဗျာ။